ခုနှစ်ကုန်ပိုင်းမှာကျင်းပမယ်ရက်ကောက်ပွဲမှာလက်ရှိကျင်းသွင်းနေတဲ့မင်းအရသောရသူအနိုင်ယူစနစ် FPTP အပြင်အချို့ကကုသမှုစနစ် PR စနစ်ကိုလည်းပေါက်ဆံကျင်းသွင်းသွားမယ်လို့ကျွန်တော်ပြောချင်ပြည်တယ်ဖြစ်ပါတယ်မြန်မာစစ်ကောင်စီက2025ဒီဇင်ဘာလရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေချိန်မှာရွေးကောက်ပွဲအခြေခံလုပ်ငန်းတွေကိုရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတွင်နဲ့ ဒေါ်လင်းအင်အားစုအမာဂန်ဒေတာတွေကစစ်ကောင်စီထိန်းချုပ်ထားစေစကိုင်းမကွေးနဲ့လွှိုင်းကော်မြို့တွေမှာတည်တည်တသာတွေ့လာရပါတယ်စစ်တပ်လက်ဝေကံပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USGB ဟာမြို့နယ်55ခုရှိတဲ့ရှမ်းပြည်နယ်မှာထောက်ခံမှုရနေပါတယ်စစ်ကောင်စီရဲ့ယူကောက်ပွဲကော်မရှင်ကမဲဆန္ဒနဲ့အသေးစိတ်မထုတ်ပြန်သေးပေမဲ့စစ်တပ်အမာဂန်ဒေတာရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းမှာရွေးကောက်ပွဲတွေဖြစ်လာနိုင်ပါတယ် ဇွန်လ17ရက်နေ့ကစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကမြမ Electronic Mail Base နဲ့ EVN အသုံးပြုနည်းတင်နှန်းကိုရှမ်းပြည်နယ်တောင်ပိုင်းမြို့တော်တောင်ကြီးမှာလုပ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကအရာရှိ80လောက်အဲ့ဒီတင်နှန်းကိုတက်ခဲ့ကြပါတယ်အဲ့ဒီကော်မရှင်ကတောင်ကြီးကွန်ပျူတာတက်ကတော်မှာဆရာဆရာမအကြောင်းသူအကြောင်းသားတွေနဲ့ရွေးကောက်ပွဲဇက်တိုက်လေးချင်းမှုကိုလည်းလုပ်ခဲ့တာဖြစ်ပါတယ် အဲ့ဒီလိုဖြစ်ရတွေဟာတောင်ကြီးကအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရပခမှာလဲဇွန်လ23ရက်နေ့နဲ့ကျိုင်းတုံကသရိကန်ဒေတာတိုင်းစစ်ဌာနချုပ်တတခမှာဇွန်လ18ရက်နေ့ကလုတ်ခဲ့ပြီးစစ်သားတွေနဲ့သူတို့မိသားစုတွေရွေးကောက်ပွဲအတွက်ဇက်တိုက်လေ့ကျင့်ခဲ့ကြပါတယ်စနာမဲပေးမှုနဲ့ပတ်သက်ပြီးဒေတာနဲ့နိုင်ငံတော်ရဲ့အကျိုးကိုအမှန်တကယ်ဖော်ဆောင်ပေးနိုင်တဲ့ကိုယ်စားလှယ်လောင်းများကိုရွေးချယ်ရန်လိုကြောင်း မေလာတို့ကတိုင်းတုံမှာရှိတဲ့ဒေသခံတပ်ရင်းတွေကိုတွားရောက်တဲ့အခါမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကနိုင်ငံအကျိုးအမှန်တကယ်လုပ်တဲ့ကိုယ်စားလှယ်လောင်းတွေကိုမဲပေးဖို့တုတ်တက်တွေကိုတိုက်တွန်းခဲ့ပါတယ်။အဲဒီလိုပြောဆိုမှုဟာကောင်းဆောင်ပိုင်းမှာစစ်တပ်အရာရှိဟောင်းတွေလွှမ်းမိုးထားတဲ့ USDB အတွက်မဲဆွဲတယ်လို့မြင်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာလွန်ခဲ့တဲ့၄နှစ်အတွင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကိုမကြာခဏသွားပြီး အဲဒီကဒေသခံတွေစစ်သားတွေနဲ့တွေ့ဆုံပြီးကျိုင်းတုံမြို့ပြင်ကဗုဒ္ဓဥယျာဉ်မှာဖျားတွေကိုနေကစားတင်ပါတယ်စီမံအထွေကောင်းစီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဇနီးအဖွဲ့ဝင်များဟာတမတ်နေရာအတိအမှနေရာယူ၍ရတနာတတဖူတော်ကြီးနဲ့ထပ်ပနာတော်များကိုလက်ဆင့်ကမ်းပင်ဆောင်၍ဇေယျတော်မြတ်ကြီးအားလက်ရာရည်ပင်ဆောင်ပူဇော်ပါသည်။အဲ့ဒီဗုဒ္ဓဥယျာဉ်ဟာသူ့ရဲ့အခါတော်ဘေးဝစီပိတ်ဆရာတော်ရဲ့ဩဇာကြောင့် 2015ခုနှစ်ကစတင်ကြော်ကြားလာခဲ့တဲ့ဘာသာရေးနေရာဖြစ်ပါတယ်။မေလနောက်ပိုင်းကနောက်ဆုံးခီးစမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြန်မာပြည်တွေရဲ့အတုံးဆောင်၅ခုတည်းကတစ်ခုဖြစ်တဲ့ရဲနာတရဖူကိုဗုဒ္ဓဥယျာဉ်ကဖျားတစုမှာထာပနာခဲ့ပါတယ်။မြန်မာကပြည်သူအများပြားကမြန်မာပြည်တွေနန်းတက်တဲ့တရဖူပုံတူကိုလှူဒန်းတာဟာသူတမရဖြစ်ဖို့ရဲရဲချေတာပဲလို့မြင်ကြပါတယ်။၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းကလည်း USDB ဟာရှမ်းပြည်နယ်မှာအများစုအနိုင်ရခဲ့ပါတယ်။2020ရွေးကောက်ပွဲတွေမှာတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ရှမ်းမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ဟာရှမ်းပြည်နယ်မှာအနည်းငယ်အနေထားနဲ့နိုင်ရပြီး USDB ကိုဖယ်ရှားခဲ့ပါတယ်။စစ်ကောင်စီက NLD နဲ့ SNLD အပါအဝင်ဒီမိုကရေစီပါတီတွေကိုဖျက်သိမ်းထားလို့ USDB ဟာလာမယ့်ဒီဇင်ဘာလရွေးကောက်ပွဲမှာအင်အားအကြီးဆုံးပါတီဖြစ်ပါတယ်။ USDB ဥက္ကဋ္ဌဦးခင်ကြီးက သူ့ပါတီမှာတနိုင်ငံလုံးအဆင့်မှာရှိတဲ့ကိုယ်စားလှယ်နေရာထက်ပိုတဲ့ကိုယ်စားလှယ်လောင်းတွေရှိတယ်လို့ပြောထားပါဗျ။ရှမ်းပြည်နယ်မှာလူမျိုးစုပါတီငယ်အများအပြားရှိပေမဲ့အရင်ရွေးကောက်ပွဲရလဒ်တွေအရ USDP ထပ်နိုင်မဲ့သဘောရှိနေပါဗျ။စစ်တပ်ကရေးဆွဲတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအောက်လွှတ်တော်ဖြစ်တဲ့ပြည်သူ့လွှတ်တော်အထက်လွှတ်တော်ဖြစ်တဲ့အမျိုးသားလွှတ်တော်နဲ့စစ်တပ်ကခန့်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ တမရလောင်းတဦးစီမိတင်သွင်းခွင့်ရှိပါတယ်။အဲ့ဒီတမရလောင်းဟာလွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ်ပြင်ပလူပဲဖြစ်ဖြစ်ခွင့်ပြုထားပါတယ်။လွှတ်တော်မှာစစ်တပ်ကယူထားတဲ့25ရာဂိုင်းနှုန်းနဲ့ USDB ကိုယ်စားလှယ်တွေဟာအနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်တမရဖြစ်လာဖို့လုံလောက်တဲ့အရေးအတွက်ဖြစ်လို့ USDB ဟာမင်းအောင်လှိုင်တမရဖြစ်ဖို့အရေးပါတဲ့အခန်းကဏ္ဍကရှိနေပါတယ်။စစ်ကောင်စီဟာတူထိန်ချုံမှုအောက်မှာရှိနေသေးဖြစ်တဲ့မကွေးစကိုင်းတွိုင်းကော်နဲ့ ဟ ோம் လေးမျိုးတွေမှာလည်းမဲပေးဇက်ကိုတရုတ်ပြခဲ့ပြီးသက်ဆိုင်ရာတင်နှန်းတွေပေးနေတာကိုတွေ့ရပါတယ်။ရွေးကောက်ပွဲအတွက်မဲဆွယ်ပွဲတွေကရွေးကောက်ပွဲမတိုင်မီ၃လမှစတင်ရမှာဖြစ်ပါတယ်။ဒီဇင်ဘာလရွေးကောက်ပွဲမှာရှင်ပြိုင်ဖို့မှတ်ပုံတင်ထားတဲ့ပါတီ89ခုအနက်54ခုကိုလက်ရှိအချိန်ထိအတည်ပြုထားတယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ USDP နဲ့စစ်ကောင်စီလိုလားတဲ့တခြားပါတီတွေဖြစ်တဲ့ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီ PP နဲ့ဆိုင်းရပောင်ဦးဆောင်တဲ့ရှမ်းနစ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP တို့ဟာအထူးလှုပ်ရှားနေကြပါတယ်။အနောက်နိုင်ငံတွေကအရက်သားအမျိုးသားညီညွတ်ရေးအစိုးရ NUG စစ်ကောင်စီကိုစန့်ကျင်တဲ့တခြားဖွဲ့တွေနဲ့မြန်မာပြည်သူတွေနဲ့အတူစစ်အုပ်ချုပ်ရေးတပ်ဆိုးရှည်စီဖို့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဟာအထူးရောင်ပဲလို့ပြောပြီးပယ်ချထားပါတယ်။ ဒါပေမဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုသူ့ရဲ့နိုင်ငံတကာမဟာမိတ်တရုတ်နဲ့ရုရှားကတော့ထောက်ခံနေကြတာကို တွေ့ရပါဗျာ။